ားလုံးပဲမင်္ဂလာပါရောက်တဲ့ဒီမှာကနေပြန်လေးကြိုဆိုပါရစေကျွန်တော်မိတ်ဆွေတွေနေကောင်းကြပါရဲ့လား2025ခုနှစ်မက်စလာ23ရက်ဒီညနေပိုင်းအချိန်အစ္စတန်ဘူမြို့တော်ခမ်းမာရဲ့ရှေ့ရှင်ပြင်မှာအညိုရောင်အင်ဂျီရှေဝက်ဆင်ထားတဲ့အမျိုးသမီးတစ်ယောက်ကအခုလိုမျိုးစတင်ပြီးတော့မှပြောကြလိုက်ပါတယ်ကျမတို့အားလုံးဟာမိသားစုဝင်တွေဖြစ်ကြပါတယ်နောက်ပြီးတော့မှဒီကနေ့ကကျမတို့အတွက်အင်မတန်ခက်ခဲတဲ့နေ့တစ်နေ့လည်းဖြစ်ပါတယ်ဒါပေမဲ့တဆင့်ချင်းစီခုခံတွန်းလှန်တော့မယ်ဆိုရင်အောင်ပွဲရရှိမှာပါ အခရန်အီမာမိုလူကိုဖမ်းဆီးလိုက်တာနဲ့သူ့ကိုတားဆီးနိုင်လိမ့်မယ်လို့ထင်နေကြပါတယ်။အခရန်အီမာမိုလူဆိုတဲ့သူဟာအရင်ကတည်းကအောင်ပွဲခံနိုင်သူတစ်ယောက်ဖြစ်ပါတယ်။နောက်ထပ်အချိန်ချင်းရှင်ပြိုင်မယ်ဆိုရင်လည်းသူသာအနိုင်ရပါလိမ့်မယ်။သူဟာကိုယ်စလီလောင်းအနေနဲ့ရှိမနေခဲ့ဘူးဆိုရင်တော့တိုက်ပီကုံတိုက်ခါတိုက်ပွဲရဲ့အမှတ်အသားအနေနဲ့တည်ရှိနေပါလိမ့်မယ်ဆိုပြီးတော့မှပြောခဲ့တာပါ။အဲ့ဒီအမျိုးသမီးစကားပြောနေတဲ့အချိန်မှာထောင်ပေါင်းများစွာသောလူအုပ်ကြီးကလည်းလက်ခုပ်တန်တွေနဲ့ဝန်တာအားရအကျိုးဆိုခဲ့ကြပါတယ်။လူအများစုကတူတကီအလံတွေကိုကန်ဆောင်ထားကြပြီးတော့မှ အချို့ဆိုရင်နိုင်ငံတီထောင်သူဖြစ်တဲ့မူစတာဘာကာမာအင်တာတက်ဓာတ်ပုံတွေကိုကိုက်ဆောင်ထားခဲ့ကြပါတယ်။စင်ပေါ်မှာစကားပြောနေတဲ့သူကဖန်စီခံထားရတဲ့အစ္စတန်ဘူမြို့တော်ဝန်ဒီအက်ခရန်အီမာမိုလူရဲ့အမျိုးသမီးဒီလက်ခါယာအီမာမိုလူဖြစ်ပါတယ်။မလာစစ်ကိုရဲ့နေ့မှာတူရကီအစိုးရအာဏာပိုင်တွေကအီမာမိုလူကိုဖန်စီပြီးတော့မှမမာရာအကျဉ်ထောင်တွေကိုပို့ဆောင်လိုက်ပါတယ်။အဲ့ဒီအကျဉ်ထောင်ကလုံခြုံရေးအင်မတန်မြင့်မားတယ်လို့နှံ့မေးကြည့်ပါတယ်။အစိုးရကိုအတိုက်ခံပြုလုပ်တဲ့သတင်းထောက်တွေတက်ကြောလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးသမားတွေကိုအဲ့ဒီအကျန်းတောင်ထဲမှာအကျဉ်းရှာလေးရှိပါတယ်။သူကိုဖမ်းဆီးလိုက်တဲ့အတွက်အစ္စတန်ဘူမြို့နဲ့တူရကီမှာရှိတဲ့အစားမျိုးကြီးတွေမှာဆန္ဒပြမှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။အီမာမိုလူကပြည်သူ့လက်တော်ပါတီဒီ CHP ပေါ့နော် Republican People Party ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်ပြီးတော့မှ2019ခုနှစ်ကစပြီးတော့မှအစ္စတန်ဘူမြို့ရဲ့မြို့တော်ဝန်ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့မလ19ရက်နေ့မှာအဖမ်းခံလိုက်ရပါတယ်။အာဂရီလိုက်စားမှုငွေကြေးမတမာမှုလက်ပေးလက်ယူမှုငွေကြေးခေါ်ဝါရှာမှုတွေအပြင်အထူးသဖြင့်ဒီ PKK ပေါ့နော်ဒီ PKK ဆိုတာကဒီ Kurdistan Worker Party ကိုအကူအညီပေးတယ်ဆိုပြီးတော့မှဖက်စည်းခဲ့တာပါအရင်ကတည်းက Akran Imamoglu ကိုအစိုးရကစောင့်ကြည့်နေပြီးတော့မှ CHP Party ဆိုတာကလည်းလက်ရှိအာဏာရ AKP Party ရဲ့အဓိကပြိုင်ဘက်ဖြစ်နေပါတယ် CHP ကိုယ်စီလောင်းဖြစ်တဲ့ Khama Khulis Taro တို့က2023ခုနှစ်သမ္မတရွေးကောက်ပွဲမှာ Reset Taji Erdogan ကိုမိအရေအတွက်အနေငင်နဲ့ကဲပြီးတော့မှရှုံးနေခဲ့ပါတယ်ဒါကြောင့်တူရကီသမိုင်းမှာ Reset Taji Erdogan ကပထမဆုံးအကြိမ်သမ္မတဒါရိုက်ရွေးကောက်ပွဲကိုအနိုင်ရရှိခဲ့သူဖြစ်လာခဲ့ပါတယ် အရင်တော့ဆိုရင်သမရတစ်ယောက်ရဲ့တက်တန်းဟာ9နှစ်ဖြစ်ပြီးတော့မှရွေးကောက်ပွဲကိုမေးပေးတဲ့သူတွေကပါတီကိုသာမေးပေးရပါတယ်။အနိုင်ရရှိတဲ့ပါတီကရွေးရှည်တဲ့သူကိုသမရတင်မြှောက်လေးရှိပါတယ်။အခုနောက်ပိုင်းမှာတော့9နှစ်တစ်ချိန်ရွေးကောက်ပွဲကျင်းပဖို့ပြောင်းလဲသတ်မှတ်ခဲ့တဲ့အပြင်ဘသူ့ကိုသမရအနေနဲ့မေးပေးမယ်ဆိုပြီးတော့မှရွေးရှည်ပိုင်ခွင့်ရှိတဲ့ဒါရိုက်မေးပေးစနစ်ကိုကျင့်သုံးခဲ့ပါတယ်။ AKB ပါတီက2009ခုနှစ်ပါတီစုံရွေးကောက်ပွဲမှာအနိုင်ရရှိခဲ့ပြီးတော့မှပါတီရဲ့ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်တဲ့အဗ်ဒူလာဂူကနိုင်ငံရေးသမ္မတဖြစ်လာပါတယ်။ နောက်တစ်ခုနှစ်မှာ AKP ပါတီကို Abdullah Gul ပြင် Bulan Adin ပြင်ဒီ Reset Tayyi Erdogan တို့ပူတွဲတည်ထောင်ခဲ့ကြပါတယ်နောက်ခုနှစ်ခုနှစ်နောက်ပိုင်းကာလတွေမှာတူရကီအစိုးရကတိုင်းပြည်ပေါ်မှာထိန်းချုပ်မှုတွေများပြားလာတာစီးရီးယားနဲ့အီရန်မှာရှိတဲ့ကဲအုပ်စုတွေကိုစီးရီးအရတိုက်ခိုက်တာပြည်ဒီစီးရီးယားပြည်တွင်းစစ်ကြောင်းထွေပြေးတိမ်းဆောင်လာတဲ့စီးရီးယားလူမျိုးတွေရဲ့ခိုးဝင်မှုပြဿနာတွေစစ်ဘော်ရေးအကျက်တီးတွေစားတဲ့အမျိုးမျိုးသောပြဿနာတွေရင်ဆိုင်ကြုံတွေ့လာရပါတယ် အထွေထွေပြဿနာတွေကြောင့်တူရကီလူအဖွဲ့အစည်းအတွင်းမှာလက်ဆိုင်နဲ့ကွယ်လွှဲမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ရှေးရိုးဆွေးပါတီတွေကိုထောက်ခံတဲ့အလေပိုင်းဒေသပြီးရင် CHP ကိုထောက်ခံတဲ့အနောက်ပိုင်းဒေသတွေပြီးရင် cash လူမျိုးအများစုနေထိုင်တဲ့အရှေ့တောင်ပိုင်းဒေသတွေကြားမှာတင်မာမှုတွေမြင့်တက်လာခဲ့ပါတယ်။၂016ခုနှစ်မှာ FETO ပေါ့နော်ဒီ Peto လို့လူသိများတဲ့ Islamic ဂူလန်လှုပ်ရှားမှုဖြစ်ပေါ်ခဲ့ပြီးတော့မှအာဏာသိမ်းဖို့လှုပ်ဆောင်ခဲ့ပါတယ်။အဲ့ဒီလှုပ်ရှားမှုကြောင့်ခနာရာအတွင်းမှာလူပေါင်း300တိကျပျက်စီးခဲ့ကြရပါတယ်။ ဒါပေမဲ့တမဒအာရိုဂန်ကတော့အာနာသိမ့်မှုကိုကြော်လွှားနိုင်ခဲ့ပါတယ်။အာရိုဂန်ကရက်ဆက်တန်ကျုပ်တဲ့ဖိနှိပ်မှုနဲ့တုံ့ပြန်ခဲ့ပါတယ်။အာနာသိမ့်မှုမှာပါဝင်ပတ်သက်ခဲ့တဲ့စစ်အရာရှိတွေအရက်ဖက်အဖွဲ့အစည်းတွေကသူတွေကိုနှိမ်နှဲနိုင်ခဲ့ပါတယ်။ဖက်စည်းခံရသူအများစုကိုတော့ဒီမာမာရာအကျဉ်းထောင်ထွေးကိုပို့ဆောင်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့တူရကီလူအဖွဲ့အစည်းဟာအရင်ကထက်ပိုပြီးတော့မှသဘောထားကွေးလွှဲမှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။၂၀၁၅ရွေးကောက်ပွဲမှာအဓိကပါတီ၄ခုဟာတူရကီလွှတ်တော်တွေကိုပါဝင်လာခဲ့ပါတယ်။ အဲ့ဒါကတော့အာရိုဂန်ဥဆောင်တဲ့ပါတီဖြစ်တဲ့ AKB ပါတီပြီးရင်ဒီ AKB ရဲ့အဓိကကြီးပြိုင်ဘက်ပါတီဖြစ်တဲ့ CHP ပါတီပြီးအစွန်ရောက်အမျိုးသားရေးဝါဒီပါတီဖြစ်တဲ့ဒီ MHB ပြီးလို့ရှိရင်ဒီ Gap လူမျိုးအခွင့်အရေးပါတီ HDB စားတာတွေဖြစ်ကြပါတယ်2020ခုနှစ်ကုန်ပိုင်းမှာတော့လက်တော်လေးမှာအနေဆုံးပါတီဆေးလျှောက်ခုရှိလာခဲ့ပါတယ်အရှိုးအဖွဲ့ဝင်တွေနှုတ်ထွက်တော်တာမှမဟုတ်ပါတီတွေပြောင်းတော်တဲ့အတွက် Conservative ဝါဒီပေါ့နော်ဒီ EG ဒီနေ့အဖြစ်ဒီကောင်းမြတ်သောပါတီလိုမျိုး ပါတီအသစ်တွေကြီးထွားလာဖို့အထောက်အကူဖြစ်ခဲ့ပါတယ်။ကွန်မြူနီအလုပ်သမားပါတီတော်မှလွှတ်တော်တွေကိုပြန်ရောက်လာခဲ့ပါတယ်။၂023ခုနှစ်မေလရွေးကောက်ပွဲမှာနိုင်ငံရေးရှုပ်ထွေးမှုကပုံမှုများပြားလာခဲ့ပြီးတော့မှပါတီအသစ်တွေအများကြီးပါဝင်လာခဲ့ပါတယ်။အဲ့ဒီတည်းမှာ Conservative New Pal Alliance ပေါ့နော်ဒီ Conservative Wadi Lanthin Mahamay အဖွဲ့ပြီးတူရကီနဲ့ Cap Islamic Party တို့ပြီးရလက်ဝဲနဲ့လက်ရအုပ်စုတွေတတိပုဂ္ဂလကိုယ်စားလှယ်ကိုရောက်ပြီးရနေရာအလော့ခုနှစ်နေရာစသဖြင့်လွှတ်တော်တွေမှာပါဝင်လာခဲ့ပါတယ်။ အာရုဂယ်ရဲ့ AKB ပါတီဟာ2018နဲ့2023မှာလွတ်တော်ကိုယ်စားလှယ်နေရာတော်တော်များများကိုလက်လွတ်ဆုံးရှုံးလာရတဲ့ဆိုပေမဲ့2018ခုနှစ်ကတည်ထောင်ခဲ့တဲ့ National Movement ပါတီနဲ့ပူးတွဲပြီးတော့မှဒီအစိုးရဖွင့်နိုင်ခဲ့ပါတယ်။ AKB ပါတီဟာရွေးကောက်ပွဲမှာတခင်းနဲ့အနိုင်ရရှိတဲ့ပါတီမျိုးမဟုတ်ပဲကိုယ်စားလှယ်အနေအဆုနဲ့သာအစိုးရဖွင့်နိုင်ခဲ့ပြီးတော့မှရွေးကောက်ပွဲကိုနှစ်ချိန်တိုင်တိုင်ဖြတ်သန့်ပြီးအာဏာကိုဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်း2023ဒါရိုက်သမရရွေးကောက်ပွဲကျင်းပတဲ့အခါမှာ တင်းမာမှုတွေကအရင်ကထက်ပိုမှုများပြားလာခဲ့ပါတယ်။အာရိုကန်ကတမနာအဖြစ်ဆက်လက်ရည်တည်နိုင်ခဲ့တဲ့ဆိုပေမဲ့ပြိုင်ဖက်တမနာလောင်းကိုပွဲကတီကာလေးနဲ့အနိုင်ရခဲ့တာပါ။2018ခုနှစ်တုန်းကအာရိုကန်ဥဆောင်တဲ့ပါတီကမေအရည်အတွက်၅ဆင်းနဲ့ရခိုင်နှုန်းရရှိခဲ့ပြီးတော့မှအဓိကပြိုင်ဖက်ပါတီက30ရခိုင်နှုန်းသာရရှိခဲ့ပါတယ်။2023ရွေးကောက်ပွဲမှာတော့90ရခိုင်နှုန်းကျော်တဲ့သူမရှိခဲ့တဲ့အတွက်ဒုတိယတစ်ကြိမ်ပြန်လည်ရှင်ပြန်ခဲ့ရပြီးတော့မှဒီ reset တိုင်းအာရိုကန်က90ရခိုင်နှုန်းသူရဲ့အဓိကပြိုင်ဖက်ဖြစ်တဲ့ ခါမာကူလစ်တာရိုတို့က48000ခန့်လုံးရရှိခဲ့ပါတယ်။ဒါကြောင့်အပြတ်အသတ်အနိုင်ရရှိခဲ့တဲ့ပွဲမျိုးမဟုတ်ပဲဘက်ကတီကာလေးနဲ့အနိုင်ရရှိခဲ့တဲ့ပွဲဖြစ်ပါတယ်။အာရိုဂန်ဟာ2023သမ္မတရွေးကောက်ပွဲမှာအနိုင်ရရှိပြီးသမ္မတဖြစ်လာခဲ့ပေမဲ့2024ခုနှစ်မှာမျိုးတော်ဝင်တဲ့စီမံအကြီးအကဲတွေကိုရွေးရှိတဲ့ဒေသဆိုင်ရာရွေးကောက်ပွဲမှာတော့ AKP က15နေရာကိုလက်လွတ်ဆုံးရှုံးခဲ့ရပါတယ်။သူရဲ့မဟာမိတ်ပါတီ MHP ကလည်းနောက်ထပ်နေရာ၃ခုကိုလက်လွတ်လိုက်ရပါတယ်။ကက်လူမျိုးတွေကမျိုးနှမျိုးမှအနိုင်ရရှိခဲ့ပြီးတော့မှ CHP ပါတီကနေရာတော်တော်များများကိုအနိုင်ရရှိခဲ့ပါတယ်။ CHP အနေနဲ့သူတို့စိုးမိုးရာဒေသမှာရှိတဲ့မျိုးတွေမှာမေ့အနိုင်ရရှိခဲ့တယ်လို့နောက်ထပ်တခြားနေရာဆီလေးခုမှာလည်းအနိုင်ရရှိခဲ့ပါတယ်။စုစုပေါင်းမေ့အရေအတွက်အရာ AKP ပါတီထက်ဒီ CHP ပါတီကမေ့တန်းလောက်ပိုရရှိခဲ့ပါတယ်။ဒါကြောင့်1980ခုကလေးကရှင်ပြိုင်ခဲ့တဲ့ပွဲတွေမှာရရှိခဲ့တဲ့မေ့အရေအတွက်ထက်အများကြီးတာလွန်ခဲ့ပြီးတော့မှအကောင်းဆုံးအနေထားကိုရောက်ရှိခဲ့ပါတယ်။အခုဆိုရင် CHP ပါတီကဒီ တူရကီရဲ့စစ်ပွဲရေးမျိုးတော်ခုနှစ်မျိုးတွေကရှောင်းမျိုးကိုအုပ်ချုပ်နေတဲ့ပါတီဖြစ်ပြီးတော့မှပြည်နယ်ရှစ်စစ်တခုတွေကတုံစင်ကခုကိုထိန်းချုပ်ထားနိုင်ပါတယ်။အာရိုကန်က1990ပြည်လွန်နှစ်တွေမှာအစ္စတန်ဘူမျိုးတော်ဝန်အဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့အချိန်မှာစကားတခွန်ပြောခဲ့ပါတယ်။ဒီမိုကရေစီစနစ်ကမျိုးပတ်ရထားနဲ့တူပါတယ်။ကိုယ့်ရဲ့ကြီးရွယ်ချက်ရောက်အောင်စီးနင်းလိုက်ပါပြီးတော့မှကြီးရွယ်ချက်ပြည့်တဲ့အခါမှာဆင်းလိုက်ရုံပါပဲဆိုပြီးတော့ပြောခဲ့ပူပါတယ်။သူ့ရဲ့ကြီးရွယ်ချက်ဖြစ်တဲ့အာနာရလာတဲ့အခါမှာဘာကိုမှဂယုစိုက်စရာမလိုတော့ဘူးလို့ပြောခဲ့တာပါ။ အခုလိုလူတွေရဲ့မေးဆန္ဒတွေကသူတို့ပါတီကိုအထီးနာစေတဲ့အချိန်မှာတော့တော်တော်လေးဒေါသထွက်နေမယ်ထင်ပါတယ် CHP လို့ခေါ်တဲ့ဒီ Republican People Party ကိုခေတ်တူရကီနိုင်ငံတည်ထောင်ခဲ့တဲ့1923ခုနှစ်မှာတရားဝင်တည်ထောင်ခဲ့ပါတယ်ဒါကြောင့် AKP ပါတီထက်အနည်း80ဆော်ပြီးတော့မှပေါ်ပေါက်ခဲ့တဲ့ပါတီဖြစ်ပါတယ်တကယ်တော့ Mustafa Parkamar Itatet ဟာပါတီကို1914ခုနှစ်ကတည်းကတိတ်တဆိတ်တည်ထောင်ခဲ့တာပါ Itatet ပြည့်အတွေ့အခေါ်တွေဖြစ်တဲ့ဒီခါမအယူအဆတွေဟာအနောက်တိုင်းရဲ့တန်ဖိုးတွေ လော့ဂီရေးဝါဒတွေပြည်ဒီတူရကီအမျိုးသားရေးဝါဒပြီးရစီးပွားရေးအယူဆတွေအပါအဝင်20ရာစုနောက်ပိုင်းကာလလူမှုဒီမိုကရေစီအယူဆတွေကိုပေါင်းစပ်ထားတာပါတူရကီညာရင်းအုပ်စုတွေကတော့ CHP ပါတီနဲ့သဘောထားတိုက်ဆိုင်မှုတွေမရှိပါဘူး AKP ပါတီသာမက AKP အစိုးရကိုထောက်ခံတဲ့လေးပါတီပေါင်းစုရှေရိုးဆွေးမဟာမိတ်အဖွဲ့ဝင် MHP ပါတီကလည်းဒီ CHP ပါတီနဲ့တင်းမာမှုအများကြီးရှိခဲ့ပါတယ် CHP ပါတီကဒီကနေ့ခေတ်မှာစာမဒန်းတူညီမျှမှု ဒီမိုကရေစီနဲ့ကက်လူမျိုးအခွင့်အရေးတို့လိုခေတ်သစ်လူမှုအခွင့်အရေးတွေကိုထောက်ခံအားပေးတဲ့ပါတီတခုအနေနဲ့ရည်တည်နေတယ်ဆိုပေမဲ့ကနဦးပါတီရဲ့ရည်ရွယ်ချက်ကတော့အဲ့ဒီလိုမျိုးမရှိခဲ့ပါဘူး CHP ပါတီဟာစီလုံးတိုတဲရေးကော်မတီအဖွဲ့ဝင်တွေကကျင်ရှိတဲ့တခုတည်းသောပါတီဖြစ်ပါတယ်အစောပိုင်း CHP ပါတီအဖွဲ့ဝင်တွေကစီလုံးတိုတဲရေးကော်မတီထဲမှာပါဝင်ခဲ့ကြတဲ့သူတွေဖြစ်ပါတယ်စီလုံးတိုတဲရေးကော်မတီကို1899ခုနှစ်မှာရှိုးဝဲចောင်းသားအဖွဲ့အဖြစ်စတင်တည်ထောင်ခဲ့တာပါဒါပေမဲ့အော်တိုမန်ခေတ်နောက်ပိုင်းအတွင်းမှာ အကြံဖက်လူအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုများစွာအတွက်အဓိကတာဝန်ရှိတယ်လို့အပြစ်တင်ခံရတဲ့ဒီတူရကီလူငယ်တွေရဲ့နိုင်ငံရဲ့အဖွဲ့အစည်းဖြစ်လာခဲ့ပါတယ်။တာလဲပါရှာဥဆောင်တဲ့ကော်မတီမှာဒီအမ်ဘာပါရှာနဲ့ဂျာမာပါရှာတို့ပါဝင်ခဲ့ပြီးတော့မှအာမေးနီးယားလူမျိုးတုံးတပ်ဖြတ်မှုအတွက်တာဝန်ရှိတဲ့ဒီပါရှာသုံးဦးအဖြစ်လူသိများပါတယ်။ဒါပေမဲ့အဲ့ဒီအဖွဲ့အစည်းရဲ့အစောပိုင်းခေါင်းဆောင်တဦးဖြစ်တဲ့အာမေရီဇာကတော့လူမျိုးတုံးတပ်ဖြတ်မှုဖြစ်ပေါ်နေတဲ့အချိန်မှာအဲ့ဒီလူမျိုးလူရက်ကိုဆန်းကျင်ကြောင်ပြောကြားခဲ့တဲ့ပြည်သူ့ဘက်တော်သားခေါင်းဆောင်တယောက်ဖြစ်ခဲ့ပါတယ်။ CHP ပါတီကအဲ့ဒီအဖွဲ့အစည်းထဲမှာပါဝင်ပတ်သက်ခဲ့ပြီးတော့မှနောက်ပိုင်းမှာတော့မူစတာဖာကာမာရဲ့လက်ညှိုးမှုတွေနဲ့အတူအနောက်တိုင်းယူဆတွေအပေါ်မှာအခြေခံတဲ့ပါတီတစ်ခုဖြစ်လာခဲ့ပါတယ်။ဒူရီယက်ဘာစစ်အတွင်းမှာ CHP ပါတီဦးဆောင်တဲ့အစိုးရကဘာလစ်ဘာဂီစီဆိုတဲ့အခွင့်အရေးချဲ့မှုကိုအသက်သွင်းခဲ့ပါတယ်။အဲ့ဒီအခွင့်အရေးချဲ့မှုကမွတ်စလင်မဟုတ်တဲ့သူတွေကိုအဓိကပြစ်မှတ်ထားတာဖြစ်ပြီးတော့မှအာမေးနီးယန်၊ဂရိနဲ့အာရီစီယန်ပါဝင်တူရကီမှာနေထိုင်ကြတဲ့လူမျိုးစုများစွာရဲ့စီးစိမ်အုပ်စာကိုဆုံးရှုံးနေတာစီခဲ့ပါတယ်။ အစွန်ရောက်အယူဝါဒတွေကိုကျင်းသုံးဖို့ဖြစ်လူစစ်စစ်မှာ CHP ပါတီအနေနဲ့တူရကီအမျိုးသားရေးဝါဒထဲကနေရုံထွက်နိုင်ခဲ့ပါတယ်။1940နောက်ပိုင်းကာလမှာ CHP ခေါင်းဆောင်ဖြစ်တဲ့ Ismet Unonu ကအစွန်ရောက်အမျိုးသားရေးဝါဒအကုန်လုံးကိုဖိရှားပစ်ခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းကာလတွေမှာ CHP ပါတီအနေနဲ့ခင်းနဲ့အညီသူတို့ရဲ့သဘောထားတွေကိုအမြဲတမ်းပြင်ဆင်ပြောင်းလဲလာခဲ့ပြီးတော့မှ1900ခုနှစ်နောက်ပိုင်းအလီအလတ်ပါတီအဖြစ်ကူးပြောင်းလာခဲ့ပြီးတော့1990ခုနှစ်မှာတော့ Social International ပေါ့နော်ဒီအပြည်ပြည်ဆိုင်ရာ Social အဖွဲ့တွေကိုပူးပေါင်းပါဝင်ခဲ့ပါတယ်။2025ခုနှစ်အထိ CHP ပါတီဟာတူရကီမှာရှိတဲ့အတိုက်ခံပါတီကြီးတစ်ခုဖြစ်ပြီးတော့မှအမဲနေရာ600နဲ့ဖွဲ့စည်းထားတဲ့ပါလီမန်မှာအမဲဒီ134ဦးအထိနေရာယူနိုင်ခဲ့တဲ့အတွက်လက်တော်အတွင်းမှာ၅ပုံတပုံကျော်စုမိုးထားနိုင်တဲ့ပါတီဖြစ်ပါတယ်။2023ရွေးကောက်ပွဲမှာ CHP ပါတီအနေနဲ့လက်တော်အတွင်းမှာနေရာအများစုကိုရရှိခဲ့ပါတယ်။ပြည်သူပြည်သားတွေကအာနာယ AKP ပါတီကိုသဘောမကျတာရဲ့စီးပွားရေးကြက်တီးမှုတွေကြုံတွေ့ရတာရဲ့ တခြားဒီကမာဝါဒီအုပ်စုဖြစ်တဲ့ဒီမိုကရက်တစ်လက်ဝဲပါတီတွေတဲ့ကခေါင်းဆောင်တွေက AKP ပါတီနဲ့ပူးပေါင်းဖို့ဆုံးဖြတ်လိုက်တဲ့အတွက်ဒီမကျေနပ်တဲ့ပါတီဝင်တွေနှုတ်ထွက်တော်ပြီးတော့မှ CHP ပါတီဘက်ကိုထောက်ခံအားပေးမှုတွေပြုလုပ်လာတာရဲ့အဲ့ဒီလိုမျိုးအကြောင်းတရားတွေကြောင့်ဒီ CHP ပါတီကနေရာတော်တော်များများရရှိလာခဲ့တာပါအင်ကာရာက1923ခုနှစ်ကတည်းကတူရကီနိုင်ငံရဲ့မြို့တော်အနေနဲ့တည်ရှိခဲ့ပေမဲ့လူဦးရေအများဆုံးမျိုးမဟုတ်သလိုစီးပွားရေးအရေးပါတဲ့မျိုးလည်းမဟုတ်ပါဘူးဒါပေမဲ့လူဦးရေဆေးရှောက်တဲ့ရှိတဲ့အစ္စတန်ဘူမြို့က တူရကီနိုင်ငံရဲ့လူဦးရေအများဆုံးမြို့ဖြစ်တယ်လို့စီးပွားရေးအရာအရေးပါတဲ့မြို့လည်းဖြစ်ပါတယ်။နိုင်ငံတွေကတော်တော်များများဒီအထူးသဖြင့်ဆိုလို့ရှိရင်အလေးပိုင်းတူရကီဒေသမှာ AKP နဲ့ MHP ပါတီတွေကိုထောက်ခံကြတဲ့သူများပေမဲ့အစ္စတန်ဘူမြို့မှာတော့ CHP ပါတီကိုသာလူကြိုက်များကြပါတယ်။၂019ခုနှစ်ကစပြီးတော့မှ CHP ပါတီကိုစလေဟာအဲ့ဒီမြို့ကိုအုပ်ချုပ်ခွင့်ရခဲ့ပါတယ်။အာရိုဂန်ရဲ့ရှေယိုဇေဝော်ဒီထောက်ခံတဲ့သူတွေကအလုံးစုံအာဏာပြန်လည်ရရှိရဲ့အတွက်စ조사ခဲ့ကြပါတယ် ဒါပေမဲ့လည်းသူတို့ရဲ့စ조사အထောက်မှုကအယာမထင်ခဲ့ဘူးလို့ပြောရမှာပါ2016ရွေးကောက်ပွဲမှာ CHP ပါတီရဲ့အင်အားသင်းပွေအနိုင်ရရှိမှုတွေရှိလာခဲ့ပြီးတော့အထူးသဖြင့်ဒီ Akron Immolution ပြိုင်တဲ့နေရာမှာထောက်ခံမှုအများအပြားနဲ့အနိုင်ရရှိခဲ့ပါတယ် Akron Immolution က Istanbul မြို့တော်ပေါ်ဖြစ်လာခဲ့တဲ့အခါမှာအာရိုဂန်အတွက်တော့စိတ်မချမ်းမြေ့စရာဖြစ်ခဲ့ရပါတယ်တချိန်လုံးကအဲ့ဒီမြို့မှာအာရိုဂန်လည်းမြို့တော်ပေါ်ဖြစ်ခဲ့ပြီးပါတယ်အာရိုဂန်က Istanbul မြို့မှာမွေးဖွားခဲ့တဲ့သူတယောက်ဖြစ်တဲ့အတွက်သူ့ရဲ့ဇာတိမြေမှာသူ့ကိုထောက်ခံအားပေးမှုများခဲ့တာက ထူးခြားမှုမရှိဘူးလို့ပြောလို့ရနိုင်ပါတယ်ဒါပေမဲ့လည်းအခရန်အီမာမိုလူကအဲ့ဒီမြို့မှာမွေးဖွားတဲ့သူတရားမဟုတ်ပါဘူးပင်လီနဲ့ကန်ယိုနဲ့တခြားမှာတည်ရှိနေတဲ့ထရွန်ဇွန်မြို့မှာအီမာမိုလူကိုမွေးဖွားခဲ့တာပါသူကအသက်62နှစ်လောက်ရောက်တဲ့အခါမှာတက္ကသိုလ်တက်ဖို့အတွက်အစ္စတန်ဘူမြို့ကိုပြောင်းရွှေ့လာခဲ့တာပါအရင်တော့ကသူ့မိသားစုရဲ့ဆောက်လုပ်ရေးကုမ္ပဏီမှာနှစ်ပေါင်းများစွာအလုပ်လုပ်ကင်လာခဲ့ပြီးတဲ့နောက်2008ခုနှစ်အရောက်ကြာခါမှာနိုင်ငံရေးလော့ကာတွေကိုဝင်ရောက်လာခဲ့ပါတယ်။သူဝင်ရောက်ခဲ့တဲ့ပါတီက CHP ပါတီဖြစ်ပြီးတော့မှသူရဲ့ပထမဦးဆုံးအနိုင်ရရှိခဲ့တဲ့နှစ်က 2014ခုနှစ်ဖြစ်ပါတယ်။အစ္စတန်ဘူခရိုင်တဲကဒီဘီလီဒူဇူမျိုးရဲ့မျိုးတော်ဝန်အဖြစ်ရွေးကောက်ခံခဲ့ရပါတယ်။2019ခုနှစ်ရောက်တဲ့အခါမှာအစ္စတန်ဘူမျိုးတော်ဝန်အဖြစ်ရွေးကောက်ခံလာရတဲ့အတွက်နှာမေးကြီးလာခဲ့ပါတယ်။ဒါဟာသိမ့်မကြသေးတဲ့တူရကီနိုင်ငံရဲ့အခင်အကျင်းပြောင်းလဲမှုဖြစ်ပါတယ်။ရွေးကောက်ပွဲရဲ့စစ်တမ်းတွေနဲ့ကျူတန်ခမ်းမန်းချက်တွေအရာအခရန်အီမာမိုလူအနိုင်ရမှာမဟုတ်ဘူးလို့ပြောခဲ့ကြပါပြီ။တကယ်လက်တွေ့မှာတော့ထောက်ခံမဲ့အရေးအတွက်အနေငင်းနဲ့သာဒီအနိုင်ရရှိသွားခဲ့ပါတယ်။ AKB ရဲ့ကိုယ်စားလှယ် Binali Yidiram ကမိအရေအတွက်၄၈ဒသမ၆၈ရာခိုင်နှုန်းရရှိခဲ့ပြီးတော့မှ Akran Imamulu က၄၈ဒသမ၈၈ရာခိုင်နှုန်းရရှိခဲ့တဲ့အတွက်အနည်းငယ်သော Cohajan နဲ့အနိုင်ရရှိခဲ့ပါတယ်။ဒါသမရအာရုံကအတွက်ရင်နာစရာဖြစ်ပြီးတော့ထိုးနေချက်တခုလည်းဖြစ်ခဲ့ပါတယ်။အဲ့ဒီမတိုင်ခင်နှစ်မှာအာရုံကသမရအဖြစ်ပြင်လေရက်တည်နိုင်ခဲ့ပြီးတော့မှ MHP နဲ့မဟာမိတ်ဖွဲ့ထားတဲ့အတွက်ပါလီမန်မှာနေရာအများစုတင်ပိုက်နိုင်ခဲ့ပါတယ်။သမရအာရုံကအစ္စတန်ဘူးမြို့ကို အခြားပါတီလက်ထဲမထည့်ကြပါဘူးအစ္စတန်ဘူမြို့ကိုလက်လွှဲရရင်တူရကီနိုင်ငံကိုလက်လွှဲရဖို့ဖြစ်လာလိမ့်မယ်ဆိုပြီးတော့မှအာဒိုဂန်ကအဲ့ဒီမြို့တော်ဝင်ရွေးကောက်ပွဲမတိုင်ခင်ပြောခဲ့ပြပါတယ်ရွေးကောက်ပွဲရလက်ကကွာဟာမှုအလွန်နေတဲ့အတွက်အီမာမိုလူအနိုင်ရတာကိုလက်မခံပဲပြဖြတ်ဖို့စ조사ခဲ့ပါတယ်ရွေးကောက်ပွဲအသစ်တစ်ခုထပ်လုပ်ဖို့စ조사တဲ့အခါမှာအီမာမိုလူကလက်မခံပဲပြည်သူလူထုရဲ့ဒေါသကိုနှိုးဆော်ပေးခဲ့ပါတယ် AKP ပါတီရဲ့စီးပွားရေးစီမံခန့်ခွဲမှုညှင်းပြမှုအတွက်စိတ်ပြည့်နေတဲ့ဒီပြည်သူလူထုကိုအီမာမိုလူကအတုံးချခဲ့ပါတယ် ဒါပေမဲ့ရွေးကောက်ပွဲကနောက်တစ်ချိန်ပြင်လေးကျင်းပခဲ့ပါတယ်ဒုတိယတစ်ချိန်ကျင်းပတဲ့ရွေးကောက်ပွဲမှာတော့အီမာမိုလူက94ရာခိုင်နှုန်းဗီနာလီဂျီဒီရန်ကမေးအခြေအတွက်45ရာခိုင်နှုန်းသာရရှိခဲ့ပါတယ်နောက်ပြီးတော့မှအစ္စတန်ဘူခရိုင်ရဲ့ဒီမေးဆန်တာနေမြေ36နေရာမှာ28နေရာအနိုင်ရရှိခဲ့ပါတယ်အီမာမိုလူရဲ့မေးဆွေစီယုံကြီးကလက်တွေ့ကျတဲ့ဖြည့်ရှင်းနည်းတွေကိုသာအဓိကအသာပေးပြောကြရင်မေးဆွေစီယုံခဲ့ပါတယ်ဒေသခံပြည်သူတွေရဲ့ရင်ဆိုင်နေရတဲ့ပြဿနာတွေအကြောင်းကိုပြောဆိုဖို့အတွက်ဒေသခံအစည်းအဝေးတွေနဲ့ after ညစာစာပွဲတွေကိုမစားခဏတက်ရောက်ခဲ့ပါတယ်။ Binali GD Run ကဒီအာဒိုဂန်ရဲ့လက်အောက်မှာနေရာတဲ့သူဖြစ်ပြီးတော့မှတက်ကြွတဲ့မေးဆွေစီယုံရင်မပြုတ်လုံနိုင်ခဲ့တာကအီမာမိုလူအတွက်အားသာချက်ဖြစ်စေခဲ့ပါတယ်။ဒါပေမဲ့ AKP ပါတီကိုထောက်ခံအားပေးတဲ့အစိုးရအလိုတော်ကြီးဒီမီဒီယာတွေကတော့ Binali GD Run ကိုထောက်ခံရေးသားပေးနေကြဆဲဖြစ်ပါတယ်။ကဲလူနေစုတွေရဲ့နိုင်ငံရေးသမားတွေကိုအစိုးရကဖန်ဆီးခဲ့တဲ့အတွက်ဒေါသထွက်နေတဲ့ကဲလူနေစုတွေရဲ့ပြီးရင်ဒီ ရင်တော့ AKB ကိုမေးပေးခဲ့ကြပါမိမယ်လက်တွေ့မှာ20ရာခိုင်နှုန်းကျော်ငွေကြေးဖောင်းဖောင်းမှုကိုခံစားနေရတဲ့အလုံးလက်မဲ့ပြည်သူတချို့ရေကဘက်ပြောင်းပြီးတော့မှ CHP ပါတီဝင်အီမာမိုလူကိုထောက်ခံပေးခဲ့ကြပါတယ်အဲ့ဒီမျိုးမှာ1994ခုနှစ်ကလေးက AKB ကလွန်မိုးထားခဲ့တာဖြစ်ပြီးတော့နှစ်ပေါင်း25နှစ်အတွင်းမှာပထမဦးဆုံးအကြိမ်အဖြစ်နေရာဖိပေးခဲ့ရတာဖြစ်ပါတယ်2023ခုနှစ်ဒါရိုက်သမရရွေးကောက်ပွဲမှာဒီခါမာကူလစ်တာရိုတို့ကမေးအရေးအတွက်အနေငယ်ကိုဟောင်းမှုနဲ့ရှင်းခဲ့ပေးမိမယ် အခရန်အီမာမိုလူကမိအတာစီနဲ့အနိုင်ရခဲ့တဲ့အတွက်ပါတီအတွင်းမှာအရေးပါတဲ့သူတယောက်ဖြစ်လာခဲ့ပါတယ်။သူဟာပါတီခေါင်းဆောင်ဖြစ်တဲ့ဒီအော့စကာအိုဇေးထက်အရေးပါတဲ့ပုဂ္ဂိုလ်ဖြစ်လာခဲ့ပါတယ်။အသက်အရွယ်ကြီးလာပြီးဖြစ်တဲ့ကူလစ်တာရိုတို့ရဲ့နေရာကိုရယူသွားနိုင်တယ်လို့လည်းခံမှန်းပြောဆိုနေရတာရှိပါတယ်။၂024ခုနှစ်မှာအီမာမိုလူကမျိုးတော်ဝင်အဖြစ်ပြန်လည်ရွေးချယ်ခံရပါတယ်။ AKP ပါတီကိုယ်စားလှယ်က39.5ရာခိုင်နှုန်းသာရရှိခဲ့ပြီးတော့မှအီမာမိုလူက51ရာခိုင်နှုန်းနဲ့အသာစီးရခဲ့ပါတယ်။ 2028သမ္မတရွေးကောက်ပွဲကျင်းပတဲ့အခါမှာအီမာမိုလူဝင်ရောက်ရှင်းပြနိုင်မယ်လို့ခန့်မှန်းခဲ့ကြပြီမဲ့လက်တလော့အဖမ်းခံခဲ့ရတဲ့ကိစ္စကြောင့်မရေရမတင်ချတဲ့အခြေအနေဖြစ်တော့ခဲ့ပါပြီ။အီမာမိုလူဖမ်းဆီးခံခဲ့ရတဲ့အတွက်မြို့တော်ဝန်ရာထူးလည်းရက်စေးခံလိုက်ရပါတယ်။အဲ့ဒီလိုအဖြစ်အပျက်မျိုးအာဒိုဂန်လည်းကြုံတွေ့ခဲ့ပူပါတယ်။အဲ့ဒီအချိန်တုန်းကအာဒိုဂန်လည်းမြို့တော်ဝန်တယောက်ဖြစ်ပြီးတော့မှလက်ဝဲရင်းအတိုက်ခံပါတီရဲ့အဖွဲ့ဝင်တယောက်ဖြစ်ခဲ့ပါတယ်။မြို့တော်ဝန်အဖြစ်နှစ်နှစ်တာတာဝန်ထမ်းဆောင်ပြီးတဲ့နောက်မှာ CM မြို့ပေါ့နော်ဒီအဲ့ဒီအချိန်တုန်းကဆိုရင်အာမေးနီးယားနဲ့ အဆူရီယန်တွေနေထိုင်ခဲ့တဲ့တူရကီအနောက်တောင်ပိုင်းမြို့တစ်မြို့မှာကျင်းပတဲ့ဒီလှုပ်ရှားမှုပွဲတစ်ခုမှာအငင်းပေါ်ပွဲကပြတဲ့ပုဂ္ဂိုလ်ရွေးဆိုခဲ့မိတဲ့အတွက်မြို့တော်ဝန်ရာထူးကနေထုတ်ပိတ်ခံခဲ့ရပူပါတယ်။အဲ့ဒီခေတ်ကတူရကီနိုင်ငံကိုမာဂါလန်ပေါ်နဲ့ဒီအမီးမြေပါတီကအုပ်ချုပ်နေတာပါ။အဲ့ဒီပါတီဟာအကြမ်းဖက်မှုကိုအားပေးနေတယ်ဆိုပြီးတော့မှအာဒိုဂန်ကဝေဖန်ထောက်ပြခဲ့ပါတယ်။အခရန်အီမာမိုလူရဲ့အဖေကလည်းအဲ့ဒီမာဂါလန်ပါတီပေါ်နဲ့ဒီအမီးမြေပါတီဝင်နိုင်ငံရေးသမားတယောက်ဖြစ်ခဲ့ပါတယ်။ဝေဖန်ခဲ့တာကိုမကျေနပ်တဲ့အစိုးရက ဘာသာရေးအမှုန်တရားတားဆီးဖို့ရေးဆွဲထားတဲ့ဥပဒေပုံမှာ332နဲ့အာရိုဂန်ကိုအပြည့်ပေးခဲ့ပါတယ်။ဘာသာရေးအမှုန်တရားတွေမဖြစ်ပေါ်စေဖို့ရည်ရွယ်တယ်ဆိုတဲ့ပုံမှာ332ဟာတကိလက်တွေ့မှာတော့ကက်သလူမျိုးတွေရဲ့တက်တနာတွေကိုဖော်ထုတ်ဖို့စ조사ခဲ့တဲ့တင်းထောက်တွေကိုအပြည့်ပေးခဲ့တဲ့ပုံမှန်တစ်ခုသာဖြစ်ခဲ့ပါတယ်။အာရိုဂန်တို့ကပြည်တဲ့အနေငယ်နဲ့ငွေတဲ့တချို့ကသာပေးဆောင်ခဲ့ရပြီမဲ့အီမာမိုလူအလေးမှာတော့ပြင်းထန်တဲ့ပြည်တဲ့ရှာမဲ့ခံခဲ့ရပါတယ်။အာရိုဂန်ကသူ့ရဲ့ပြိုင်ဘက်တွေကိုပြည်တဲ့ရှာမဲ့တာဟာဒါပထမဦးဆုံးပြုလုပ်တာတော့မဟုတ်ပါဘူး။ အီမာမိုလူရဲ့အရင်ဒီတခြားသူတွေကိုလည်းထောင်တဲ့အခြေကြီးရှာမက်ခံခဲ့တာတွေရှိခဲ့ပါတယ်။ဒီ2016ခုနှစ်အနာသိမ်းဖို့စ조사ခဲ့တဲ့ဖြစ်စဉ်ပြီးတဲ့နောက်မှာအာရိုဂန်အစိုးရကပြည်တယ်ပေါ့တသိန်း1800ကျော်စီရင်ရှာမက်ခဲ့ပြီးတော့မှအစိုးရဝန်တွေတသိန်း3000ကျော်အလုပ်ဖြုတ်ပစ်ခဲ့ပါတယ်။နိုင်ငံကူးလက်မှတ်2သိန်း5000ဒီပေါ့ကိုပေးဖြတ်ခဲ့ပြီးတော့မှနိုင်ငံရဲ့ရှာမက်နေထိုင်တဲ့တူရကီလူမျိုးတွေကိုတော့မှအေးအေးယူပိတ်ဆို့မှုတွေပြုလုပ်ခဲ့ပါတယ်။အမေရိကန်မှာနေထိုင်တဲ့ဒီဖက်တူလာဂူလန်ရဲ့ဂူလန်လှုပ်ရှားမှုကြောင့် န္တရာယ်သိမ်းစူးစမ်းမှုဖြစ်ဆက်ဖြစ်ပေါ်လာရတယ်လို့အဆိုရကဂူလန်ကိုအပြစ်တင်ခဲ့ပါတယ်။တူရကီအဆိုရကအဲ့ဒီအဖွဲ့ကိုဖက်တူလာအကြမ်းဖက်အဖွဲ့ဒီ FETO ဖတ်တိုးလို့ဒီ2016ခုနှစ်မေလကစပြီးတော့မှခေါ်ပေါ်ခဲ့ပါတယ်။အဲ့ဒီအဖွဲ့နဲ့ပတ်သက်တယ်လို့တန်တရားရှိခဲ့မယ်ဆိုရင်တော့ဖန်စီထောင်ရှားခံရမှာဖြစ်ပါတယ်။အဆိုရရဲ့ဆွေဆွေးချက်တွေကြောင့်လူပေါင်း12000ကျော်ဟာထောင်ထဲမှာအကျဉ်းစားခံထားရပြီးတော့မှ68000ကျော်နီးပါးလဲဖန်စီစစ်စစ်ခံနေရစေဖြစ်တယ်လို့2023ခုဒီနောက်ပိုင်းမှာ breeding အဆိုရကစုံစမ်းဖော်ထုတ်ခဲ့ပါတယ် 2020ခုနှစ်မှာဒီစီးပွားရေးပညာရှင်ဖြစ်တဲ့ Armin Kavala ကိုတသက်တကြုံပြည်တင်ရှာမဲ့ခဲ့ပြီးတော့မှတက်ကြောလှူရှားသူ Sheila Hetemken အတားလေးကိုထောင်ထဲဆင်းဆင်းနဲ့ရှာမဲ့ခဲ့ပါတယ်2026ခုနှစ်အနာသိမှုအပြီးမှာ AKB ပါတီဦးဆောင်တဲ့အစိုးရကကြီးမားတဲ့ပြောင်းလဲမှုတွေကိုပြုလုပ်လာခဲ့ပါတယ်အရင်တော့ကလွတ်တော်အတွင်းမှာအမတ်ဥယျာဉ်950ထားရှိခဲ့တာကနေ600အထိတိုးမြင့်ခဲ့ပြီးတော့မှသမ္မတရဲ့လုံခြုံခွင့်အနာတွေကိုလည်းတိုးမြင့်ပေးခဲ့ပါတယ်အဓိကပြောင်းလဲသွားတဲ့အဆက်တွေကသမ္မတအနေနဲ့ထိန်းချုပ်ခွင့်တွေပုံမရရှိသွားတာပါ ဝင်းကြီးချုပ်ရာထူးကိုမထားရှိတော့ပဲသမဒါကပဲထိတ်တန်းရာရှိတွေကိုဒိုင်းရိုက်ခန့်အပ်ပိုင်ခွင့်ရှိတော့ခဲ့ပါတယ်။ဒါပြင်နောက်ထပ်၅နှစ်သက်တဲ့၂ကြိမ်ထမ်းဆောင်နိုင်ခွင့်ကိုလည်းပေးခဲ့ပါတယ်။တရားရုံးတွေအပေါ်မှာလည်းသမဒါကအာဏာလွှမ်းမိုးနိုင်စွန်းတိုးမြင့်ပေးခဲ့ပါတယ်။တရားရုံးတွေကိုဂူလန်အဖွဲ့ကတနည်းနည်းနဲ့ထိန်းချုပ်မှုတွေပြုလုပ်ထားတယ်လို့သမဒါအာဒိုကန်ကဆိုခဲ့ပါတယ်။ဒါပေမဲ့၂၀၁၆ခုနှစ်မှာအလုတ်ဖြုတ်ခံလာရတဲ့စစ်သားအများစုဟာအာဏာသိမ်းဖို့ကြိုးပမ်းမှုမှာမပါဝင်ခဲ့ကြဘူးဆိုတာကိုနောက်ပိုင်းမှာသမဒါအာဒိုကန်ရဲ့မဟာမိတ်တူကဖွင့်ဟဝင်ခံခဲ့ပါတယ်။ ဖက်တိုမီတာလို့ခေါ်တဲ့ software တစ်ခုပေါ်မှာရှင်းခင်ပြီးတော့မှတန်တရားရှိတဲ့သူတွေကိုအလုံးဖြုတ်ပစ်ခဲ့တာပါဒါပေမဲ့လည်းအစိုးရကိုဝေဖန်တဲ့သူတွေကိုဆက်လက်ဖိနှိပ်နေသေးဖြစ်ပါတယ်အီမာမိုလူအဖမ်းမခံရခဲ့နှစ်လအလိုမှာတခြားနိုင်ငံရဲ့တမားတယောက်ကိုလည်းဖမ်းဆီးပြီးတော့မှမာမာရာအချင်းထောင်ကိုပို့ဆောင်ခဲ့ပါတယ်ယူမင်းအိုစဒက်ဆိုတဲ့သူကအစွန်ရောက်အမျိုးသားဝါဒီတူဖြစ်ပြီးတော့မှ MHP ပါတီအဖွဲ့ဝင်ဟောင်းတယောက်လည်းဖြစ်ပါတယ်သူက AKP ပါတီကိုထောက်ခဲ့တဲ့သူလည်းဖြစ်ပါတယ်2016ခုနှစ်တုန်းက MHP ပါတီခေါင်းဆောင်ဖြစ်ဖို့ကြိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့ပဲပါတီကနေထုတ်ထွက်ခဲ့ရပါတယ် 2021ကိုရောက်တဲ့အခါမှာတော့ဒီ battery party ကိုစတင်ပြီးတော့မှတည်ထောင်ခဲ့ပါတယ်။ပိတ်မကြခင်မှာသူကပြည်ထောင်စုဝန်ကြီးဆူလေမန်ဆွိုင်းလူနဲ့အငင်းအခုံဖြစ်ခဲ့ပြီးတော့မှဝန်ကြီးဌာနရှိမှတော့မှထိုးကျိတ်ဖို့စင်ခေါ်ခဲ့တဲ့သူဖြစ်ပါတယ်။တကယ်တော့ထိုးကျိတ်တာမျိုးမရှိခဲ့ပါဘူး။2020 50ဇန်နဝါရီလမှာသမ္မတကိုစော်ကားတဲ့အမှုနဲ့အဖမ်းခံလိုက်ရပါတယ်။ဒါကြောင့်သမ္မတတာမှမဟုတ် AKP ပါတီရဲ့အကြီးအကဲအရာရှိတွေကိုမထီးမင်းမြင်ပြုမြင်အသေးပြင်းမှုနဲ့တရားစွဲဆိုခံရမှာဖြစ်ပါတယ်။ အီမာမိုလူက2020ခုနှစ်မှာအစိုးရရရှိတွေကိုအတုံးမကြသူတွေလို့ဝေဖန်ခဲ့တဲ့အတွက်ထောင်နဲ့နှစ်ကျော်ကြားခံဖို့အမိန့်ချခဲ့ပါတယ်ဒါပေမဲ့လည်းအယူခံဝင်ထားတဲ့အတွက်လွယ်လွယ်စွာတော်လာခွင့်တော့ရှိနေခဲ့ပါတယ်2025မလာစီကိုရဲ့နေ့မှာဒုတိယတစ်ကြိမ်ထပ်မံအဖမ်းခံရတဲ့အချိန်အထိအရင်ဆွေးချက်တွေကိုမဖြေရှင်းရသေးပါဘူးအီမာမိုလူအဖမ်းခံရဖို့ရက်ပိုင်းအလို့မှာအစိုးရကသူနဲ့ညီတခြား CHP အဖွဲ့ဝင်တွေအပေါ်မှာဖိအားပေးမှုတွေတိုးမြင့်လှုပ်ဆောင်လာပါတယ်မလာစီစီရဲ့နေ့မှာ စ္စတန်ဘူတက္ကသိုလ်ကအီမာမိုလူရဲ့တက္ကသိုလ်ဘွေကိုပေဖြတ်ကြောင်းကြေညာခဲ့ပါတယ်။ဒါပေမဲ့ဘာကြောင့်ပေဖြတ်တယ်ဆိုတာကိုတော့ရှင်းရှင်းလင်းလင်းမပြောနိုင်ခဲ့ပါဘူး။တူရကီမှာသမ္မတဝင်ပြိုင်မဲ့သူတွေအနေနဲ့တက္ကသိုလ်ဘွေတစ်ခုခုရရှိထားဖို့လိုအပ်ပါတယ်။သူရဲ့ဘွေကိုဖြတ်သိမ်းလိုက်တာဟာသမ္မတဝင်ရွေးခွင့်မရှိအောင်တမင်သက်သက်ညှိလိုက်တာဖြစ်ပါတယ်။ဒါပေမဲ့သမ္မတအာရုံကတရားဘာဘွေရထားလဲဆိုတာကိုဘယ်သူမှတိတိကျကျမသိပါဘူး။ဘွေရသလားမရဘူးလားဆိုတာကလည်းညှင်းခုန်နေကြစေဖြစ်ပါတယ်။နောက်တစ်နေ့မှာအီမာမိုလူကသူ့အိမ်ကနေဗီဒီယိုတစ်ခုတင်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာပြင်းထန်တဲ့ဆန်းကျင်ဖက်ပြမှုတွေကိုကြုံတွေ့နေရပါတယ်ဒါပေမဲ့လမ်းလျှော့ပါဘူးကိုလူတွေကိုလုံးဝယုံကြည်ပါတယ်ဆိုပြီးတော့မှသူရဲ့အိမ်ကိုရေးတွေဝိုင်းထားတဲ့အချိန်မှာအဲ့ဒီဗီဒီယိုကိုလွှတ်တင်ခဲ့တာပါမနေ့ခုနှစ်နာရီမှာတော့သူ့ကိုဖမ်းဆီးပြီးတော့မှဘာတင်လုံခြုံရေးဌာနကိုခေါ်ဆောင်တော့ကြပါတယ်အဲ့ဒီတော့မမာရာအချင်းထောင်မှာရှိတဲ့အရှုပ်ခန်းတွေကိုပြောင်းရွှေ့လိုက်ပါတယ်သူ့ဘက်ကထောက်ခံတဲ့တခြားအယောက်တရာကိုလည်းဖမ်းဆီးထိန်သိမ်းခဲ့ပါတယ် CHP ပါတီဖက်ကမြို့တော်ဝင်အုပ်ပြီးရဲ့တာမေကြီးစီးပွားရေးလုပ်ငန်းရှင်တချို့နဲ့အီမာမိုလူရဲ့လက်ထောက်ဖြစ်တဲ့ မူရက်အန်ဂွန်တို့လည်းအဖမ်းခံခဲ့ရပါတယ်။မလ24ရက်နေ့မှာအီမာမိုလူရဲ့ရှင်းနေဖြစ်တဲ့ပေလီဘန်လည်းဖမ်းဆီးခံခဲ့ရပြီမဲ့ရက်အနည်းငယ်အကြာမှာပြန်လည်ပြီးတော့မှလွတ်မြောက်လာခဲ့ပါတယ်။အစ္စတန်ဘူပြည်သူရှင်းနေရုံကအီမာမိုလူကိုရာဇဝတ်ခိုင်းတစ်ခုရဲ့ခေါင်းဆောင်ဖြစ်ဆွဆွေးခဲ့ပါတယ်။အီမာမိုလူကမျိုးရဲစာချုပ်တွေကိုအလွေတုံစားလုပ်ခဲ့တယ်လို့လည်းဆွဆွေးထားပါတယ်။2024ခုနှစ်ဒေသန္တရရွေးကောက်ပွဲတွေမှာ Cardiff People Equality and Democracy Party ပေါ့နော်။ Cash ပြည်သူဒန်တူညီမျှရင်းနဲ့ ဒီမိုကရေစီပါတီ PKK ကိုကူညီပေးမှုတွေရှိခဲ့တယ်လို့လည်းဆွေးကြတင်ထားပါတယ်။2019ခုနှစ်မြို့တော်ဝန်မေဆွေစီယုံရဲ့ကာလအတွင်းမှာထောင်ကျားနေတဲ့ PKK တီထောင်သူဖြစ်တဲ့အဗ်ဒူလာအိုဂျာလန်ရဲ့ရှင်းနေတွေကအခရန်အီမာမိုလူနဲ့လာရောက်တွေ့ဆုံခဲ့တယ်ဆိုပြီးတော့မှလည်းထောက်ပြထားပါတယ်။လက်ရှိအဆိုရကအခရန်အီမာမိုလူမိသားစုရဲ့ဆောက်လုပ်ရေးကုမ္ပဏီအပါအဝင်သူရဲ့ပိုင်ဆိုင်မှုအများပြားကိုသိမ်းယူခဲ့ပါတယ်။ကုမ္ပဏီရဲ့မန်နေဂျာကိုလည်းဖမ်းဆီးခဲ့ပါတယ်။မြို့တော်ဝန်ဖမ်းဆီးခံရတဲ့တဲ့တင်ဟာ လူမှုကွန်ရက်တွေမှာအလင်းရဲ့အမြင်ပြန့်နှံ့တော်ပြီးနောက်မငြိမ်သက်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။တူရကီနိုင်ငံဟာ2013ခုနှစ်ဂေဇီပန်းချန်ဆန်တာပြပွဲတွေနောက်ပိုင်းအကြီးမားဆုံးဆန်တာပြပွဲနဲ့အာရိုဂန်ရဲ့အုပ်ချုပ်မှုကာလအတွင်းမှာအကြီးမားဆုံးဆန်တာပြပွဲကိုကြုံတွေ့ခဲ့ရပါတယ်။ဒေါသထွက်နေတဲ့လူပေါင်းသိန်းရှိဟာအစ္စတန်ဘူမြို့တော်စီမံတာယာရဲ့အဖွဲ့အစောက်အုံရှိမှသာမကအက်စမီယာနဲ့ဒီအက်ကာရာလို့တခြားမြို့ကြီးတွေရဲ့လမ်းမတွေပေါ်မှာပြင်းထန်နေခဲ့တာပါ။ ကျောင်းသားတွေအများအပြားပြင်ခံယူချက်မတူတဲ့သူတွေပါဆန္ဒပြပွဲမှာပါဝင်ခဲ့ကြပါတယ်။တူရကီထိန်းချုပ်ထားတဲ့မြောက်ပိုင်းဆိုင်ပရက်မှာလည်းဆန္ဒပြပွဲတွေဖြစ်ပွားခဲ့ပါတယ်။အာရိုကန်ကဆန္ဒပြပွဲတွေကိုမကောင်းဆိုးလို့ခေါ်ဝေါ်ခဲ့ပြီးတော့မှအစိုးရကလည်းအဓိကယုံနှိမ်နှင်းရေးရေးတွေရေပိုက်တွေနဲ့နှိမ်နှင်းပြီးတော့မှလူအများအပြားကိုဖမ်းဆီးတာတွေပြုလုပ်ခဲ့ပြီးပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ပါတယ်။အစ္စတန်ဘူအလီပိုင်းအဓိကလမ်းမကြီးတွေပြီးရင်ယထာလမ်းတွေကိုပိတ်ထားခဲ့ရပြီးတော့မှအန်ကာရာတက္ကသိုလ်တစ်ခုအနီးမှာဘတ်စကားတွေလည်းပြည့်ဆွေးမှုရပ်တန့်တော့ခဲ့ရပါတယ်။ အစိုးရဆန္ဒပြမှုသတင်းတွေကိုပိတ်ပင်ခဲ့ပြီးတော့မှမီဒီယာအာဏာပိုင်အဖွဲ့ဖြစ်တဲ့ R2K ကအတိုက်ခံသတင်း website တချို့ကိုမရောကြည့်ရှုခွင့်ကန့်သတ်ခဲ့ပါတယ်။တောင်ပိုင်းဥရောပဒေတာ BBC သတင်းထောက်ဖြစ်တဲ့ Map Lowen ကိုပြည်သူအုံကြောမှုဖြစ်အောင်လုံဆော်တယ်ဆိုပြီးတော့မှဆွဆွေးပြည်နယ်နဲ့ပိတ်ခဲ့ပါတယ်။နောက်တစ်ရက်မှာဆန္ဒပြပွဲတွေကိုသတင်းယူဖို့ရောက်လာတဲ့ဆွီဒင်သတင်းထောက်တူကိုလည်းအကြံဖန်မှုနဲ့ဆက်နွယ်တဲ့ပြည်မှုတွေနဲ့ဖန်ဆီးပြီးတော့မှထောင်ထိပ်ကိုပို့ခဲ့ပါတယ်။မဲလာ28ရက်နေ့မှာအင်ကာရာကလုံခြုံရေးတပ်ဖွဲ့တွေဟာဆန္ဒပြသူ2000လိပါကိုဖန်ဆီးထားတယ်လို့ပြောနေကြပါတယ်။ မလာ19ရက်နေ့မှာအီမာမိုလူဖန်ဆီးခံရပြီမဲ့ဆန္ဒပြပွဲတွေဟာကိုရက်တိုင်အောင်အခေါကောက်နဲ့ဆက်လက်ဖြစ်ပေါ်ခဲ့တာပါတိုင်းနဘအစိုးရအများပြကဖန်ဆီးမှုနဲ့နေနေမှုတွေကိုရှုတ်ချခဲ့ကြပါတယ်မတည်ငြိမ်မှုတွေမြင့်တက်လာတဲ့အတွက်တူရကီလီရာငွေတန်ဖိုးကနောက်ထပ်ဆေးရှောက်ရခိုင်နှုန်းကျဆင်းခဲ့ပါတယ် CHP ကဆန္ဒပြပွဲတွေကိုရှော့ရှားဖို့ကြိုးစားနိုင်တယ်လို့တွေးခဲ့ကြပြီမဲ့အီမာမိုလူရဲ့အခြေအနေနဲ့ပတ်သက်ပြီးတည်င်းအနှင်းငေတာထွက်ပေါ်လာတဲ့အတွက်ဆန္ဒပြပွဲတွေဟာပိုပြီးကြီးထွားလာပြီးတော့မှပုံမပြင်းထန်လာခဲ့ပါတယ်အီမာမိုလူဖန်ဆီးခံရတာနဲ့မကဘဲ အစိုးရရဲ့ပြင်းထန်တဲ့တုံ့ပြန်မှုတွေကြောင့်အကြီးအကျယ်ဝေဖန်ခံနေရပါတယ်။ဆန္ဒပြပွဲတွေဟာဒီကနေ့အချိန်အထိဆက်လက်ဖြစ်ပေါ်နေပြီးတော့သူတို့ရဲ့ဆန္ဒပြမှုကိုဂေစီပန်းချန်ဒုတိယလှိုင်းလို့ညွှန်းနေကြပါတယ်။ဆန္ဒပြကြောင့်သားတူကအီမမိုလူပြန်လေလွှမ်းမြောက်လာတဲ့အချိန်ဆက်လက်ခုခံသွားမယ်လို့ပြောကြားခဲ့ပါတယ်။တခြားအကျဉ်းသားတွေကိုလည်းပြန်လေလွှဲပေးဖို့တောင်းဆိုနေကြပါတယ်။အစိုးရကဆန္ဒပြတဲ့သူတွေကိုပြင်းပြင်းထန်ထန်နှိမ်နင်းနေပါတယ်။အာဏာရှင်စနစ်ကြီးထွားလာတဲ့နှစ်ကာလအတွင်းမှာ EU ကဘာမှထောက်ပြဝေဖန်တာမျိုးမလုပ်ခဲ့တဲ့အတွက် တူရကီလူထုက EU ကိုလည်းစိတ်ပြက်နေကြပါတယ်။ဒေါ်ရှင်ဝေလာရဲ့အစီရင်ခံစာတစ်ခုအရတူရကီအစိုးရ AKP ဟာရွှေပြောင်းအရှိရှားသူအချက်ဒီကိုဖြစ်ရှင်းရမှာကူညီပေးတဲ့ပုံလှောက်ဆောင်ပြီးတော့မှာအနောက်နိုင်ငံတွေအမြင်မှာနိုင်ငံအတွက်အရေးပါတဲ့ပုံဖြစ်အောင်လှောက်ဆောင်ခဲ့ပါတယ်။ဒါကြောင့် EU ခေါင်းဆောင်တွေဟာတူရကီမှာဖြစ်ပေါ်နေတဲ့ဆန္ဒပြပွဲတွေအကြောင်းကိုတိတ်ဆိတ်စွာနေခဲ့ကြပါတယ်။ဗီဒီယိုဝင်ကြီးချုပ်ဖြစ်တဲ့စတာမာနဲ့လေဘာပါတီတို့ကတိတ်ဆိတ်နေခဲ့တဲ့အတွက် CHP ခေါင်းဆောင်ဒီအော့စကာအိုဇေးကစိတ်မကောင်းဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။ တခြားဥရောပနိုင်ငံတွေကထုတ်ပေါ်ပြောဆိုခဲ့ပေမဲ့ CHB ကဗြိတိန်ရဲ့စွန့်ပေခြင်းကိုခံစားရတယ်လို့သူကပြောကြားခဲ့ပါတယ်။အင်တာဗျူးတစ်ခုမှာတော့သူကဥရောပကတုံ့ပြန်နေပေမဲ့ဗြိတိန်နဲ့လေဘာပါတီကဘာမှမပြောပါဘူး။ဗြိတိန်ဟာဒီမိုကရေစီအတွက်ကြော်ကြားပြီးတော့မှကျွန်တော်တို့ရဲ့ညီအကိုပါတီဖြစ်ပါတယ်။သူတို့ဘယ်လိုလုပ်ပြီးတိတ်ဆိတ်နေနိုင်တာလဲ။ဒါကျွန်တော်တို့ကိုတကယ်နာကျင်စေပါတယ်လို့ပြောကြားခဲ့ပါတယ်။ CHB ပါတီရဲ့ခေါင်းဆောင်မှုနဲ့အတူဒေါသထွက်နေတဲ့ပြည်သူတွေကဆန္ဒပြပွဲတွေပြုလုပ်ကြတယ်လို့အခြားနိုင်ငံရဲ့သမားတွေကလည်းအီမာမိုလူကိုဆက်ရှင်ပြန်လွှတ်ပေးဖို့တောင်းဆိုနေကြပါတယ်။ တီမမိုလူအပေါ်မှာဆွေးဆိုထားတဲ့အဂတိလိုက်စားမှုအမှုကတကယ်အထောက်အထားရှိရလားဆိုပြီးတော့မှအီဂျီပါတီခေါင်းဆောင်ဖြစ်တဲ့မူဆာဘက်ဒါဗီရှူလူကမေခွန်းထုတ်ခဲ့ပါတယ်အစိုးရကသူ့ရဲ့အတိုက်ခံခေါင်းဆောင်ကိုဖန်ဆီးထိန်သိမ်းပြီးတော့မှတိတ်ဆိတ်ညင်သက်သွားအောင်ပြုလုပ်တာကနိုင်ငံမှာအကျဉ်းဖက်မှုတွေပေါ်လာအောင်တွန်းပို့နေတာဖြစ်တယ်လို့ကက်ပါတီရဲ့တွေ့ဖက်ခေါင်းဆောင်ဖြစ်တဲ့ဒီတင်ရှာဘက်ဂဟမ်ကပြင်းပြင်းထန်ထန်တုံ့ပြန်ပြောဆိုခဲ့ပါတယ်အစိုးရအနေနဲ့ဥပဒေကိုလိုက်နာဖို့လိုအပ်ကြောင်း Islamic New Welfare Party နဲ့ အချင်းချခံထားရတဲ့နိုင်ငံရေးသမားဖြစ်တဲ့ယူမစ်အိုဇာဒိုကအလီပေးပြောကြားခဲ့ပါတယ်။အာရိုဂန်ကသူ့ရဲ့နိုင်ငံရေးပြိုင်ဘက်ဖြစ်တဲ့အီမာမိုလူကိုဖက်စီခဲ့တာဟာတချိန်တုန်းကအာရိုဂန်အရေးယူခံရမုန်နဲ့ဆင်တူပါတယ်။တချိန်တုန်းကသူလည်းမြို့တော်ဝန်အဖြစ်တာဝန်ထမ်းဆောင်နေတဲ့အချိန်မှာအရေးယူခံရခဲ့ပူပါတယ်။သူသမရဖြစ်လာတဲ့အခါမှာလည်းပြိုင်ဘက်ကိုဖြုတ်ချဖို့ပြုလုပ်ခဲ့ပါတယ်။ဒါပေမဲ့အာရိုဂန်နဲ့သူ့ရဲ့ပါတီအတွက်နိုင်ငံရေးမှာလူကြိုက်နေတော်စီမဲ့ဆိုချိုကိုရင်ဆိုင်တွေးကြုံရလာနိုင်ပါတယ်။1998ခုနှစ်မှာအာရိုဂန်ဖန်ဆီးခံခဲ့ရပေမဲ့ သူ့ရဲ့နိုင်ငံရေးပေါ်အဆုံးမသက်ခဲ့ပါဘူး။အဲ့ဒီလိုဖန်ဆီးခံလာရတဲ့အတွက်သူ့ကိုထောက်ခံတဲ့သူတွေပုံမများပြားလာခဲ့ပါတယ်။နောက်ထပ်လေးနှစ်အကြာမှာတော့ AKP ပါတီကိုပူးတွဲတည်ထောင်ပြီးတော့မှဝင်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းသမရယာဒူးကိုရယူနိုင်ခဲ့ပြီးတော့မှအခုအချိန်ထိထိမ့်သိမ်းထားနိုင်စေဖြစ်ပါတယ်။ဒါပေမဲ့2016ကိုအစ္စတန်ဘူမြို့တော်ဝန်ရွှေကောက်ပွေးကိုထိန်းချုပ်ဖို့ကြိုးစားတာကမအောင်မြင်ခဲ့ပါဘူး။2016လေးမြို့တော်ဝန်ရွှေကောက်ပွေးမှာလည်းအီမာမိုလူကအသာစီးရခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးတော့မှအတိုက်ခံပါတီကိုအများပြည်သူကပုံမထောက်ခံလာခဲ့ပါတယ်။ 2023သမ္မတရွေးကောက်ပွဲမှာမေယာနဲ့နီကဲမှုရှိခဲ့တာကအတိုက်ခင်ပါတီကိုပြည်သူတွေပုံမိုစိုက်နှစ်တက်လာကြောင်းမြင်တွေ့နိုင်ပါတယ်။2024ဒေသနာရွေးကောက်ပွဲမှာလည်း CHP နဲ့ Gap Party တွေနှစ်ခုစလုံးကဒီကြီးမားတဲ့အနိုင်ရမှုတွေရှိခဲ့ပါတယ်။အခုဖြစ်ပေါ်နေတဲ့ဆန္ဒပြပွဲတွေကဘယ်သူ့ကိုပြည်သူကထောက်ခံနေတယ်လဲဆိုပြီးတော့မှကျွန်တော်တို့မြင်တွေ့နိုင်ပါတယ်။အာရုံကအစိုးရကအခုဖြစ်ပေါ်နေတဲ့မငြိမ်သက်မှုတွေကိုထိန်းသိမ်းနိုင်ခဲ့မယ်ဆိုရင်တော့အနာဂတ်ရွေးကောက်ပွဲအတွက်အနိုင်ရလိမ့်မယ်ဆိုတာကတေချာတဲ့ကိစ္စတော့မဟုတ်တော့ပါဘူး။ အာရိုဂင်ကအခုချိန်မှာအသက်80နှစ်ရှိနေပါပြီ။အာရိုဂင်ကသူ့ရဲ့ပြိုင်ဘက်ဖြစ်တဲ့ခါမာကူလစ်တာရိုတို့ထက်၅နှစ်လောက်သားနေပါတယ်။ခါမာကူလစ်တာရိုတို့ကအသက်လက်ကြီးနေပြီဖြစ်တဲ့အတွက်သူတို့ပါတီမှာရှိတဲ့လူငယ်တွေကိုနေရာဖေးပေးဖို့အဆင်သင့်ဖြစ်နေပြီးတော့မှလမ်းဖွင့်ပေးခဲ့ပါတယ်။ AKP ပါတီဟာနေပေါင်းများစွာအာရိုဂင်အပေါ်မှာမှီခိုပြီးတော့မှရည်တည်ခဲ့တာပါ။တကယ်လို့သာအာရိုဂင်အာနာကျဆင်းတော့ခဲ့မယ်ဆိုရင်သူ့နေရာမှာဘယ်သူဆက်ခံမလဲဆိုတာကအခုချိန်တိတိကျကျမသိရသေးပါဘူး။အာရိုဂင်ကျမ်းမာရင်နဲ့ပတ်သက်ပြီးတော့မှမေခွန်ထုတ်စရာကလည်းရှိနေပါတယ်။ အရေးကြီးတဲ့အစည်းအဝေးတွေမှာ အာရိုဂန်အင်္ဂိုက်သွားတာမျိုးတွေရှိခဲ့တဲ့အတွက်သူ့မှာကျန်းမာရေးပြဿနာတစ်ခုခုရှိနေပြီလို့ယူဆကြသူတွေများပါတယ်ဖြစ်ပေါ်နေတဲ့ဆန္ဒပြပွဲတွေဟာတလားပြီးတော့မှဖြစ်ပြီးတော့မှလူအများစုကလက်ရှိအဆိုရကိုမချေမနက်ဝေဖန်နေကြပါတယ်တူရကီနိုင်ငံမှာစီးပွားရေးအကျပ်ဒီတွေရှိနေတာကြောင့်အခုလိုဖြစ်ပေါ်နေတဲ့ဆန္ဒပြမှုတွေဟာမရေရာတဲ့အခြေအနေတွေကိုဖြစ်ပေါ်လာစေပါတယ်အဆိုရကဆန္ဒပြပြည်သူတွေကိုဖန်ဆီးထောင်ချတာတွေဇက်တပ်ပြုလုပ်နေပါတယ်နိုင်ငံတကာကလည်းတူရကီအရေးနဲ့ပတ်သက်ပြီးတော့မှစိုးရိမ်ပူပန်မှုတွေမြင့်တက်နေပါတယ် ောက်ထပ်ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ကျွန်တော်တိတိကျကျပြောလို့မရနိုင်သေးပါဘူးအစီအစဉ်တွေကိုစောင့်ကြည့်ရအောင်ပါဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲခင်ဗျာဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့မှမိတ်ဆွေတို့ရဲ့အမြင်ကိုလည်း comment မှာ share ပေးတော့ခဲ့ပါဦးနောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာပြန်တွေ့ကြရအောင်ပါ